ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကအပိုင်းလိုက်ကျင်းပမယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာအသုံးပြုမည်မြန်မာအီလက်ထရောနစ်မဲပေးဆက် MEVM များကိုမြန်မာစံချိန်စံညုံအဖြစ်သတ်မှတ်တည်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသိပေးခဲ့ပါတယ်အိမ်နော် MEVN စံများကိုပြည်တွင်းနီးပညာရှင်များကပထမဆုံးတီထွင်ထုတ်လုပ်ခြင်းဖြစ်အောင် ဇက်ဤအေးသွေးနေစံချိန်စံညုံကိုအမျိုးသားစံချိန်စံညုံကောင်စီကစစ်ဆေးခဲ့ပြီးနောက်စံချိန်စံညုံတတ်မှတ်ခြင်းဆိုင်ရာဥပဒေပုံမှန်ကောင်ပုံမှန်ခွဲခောက်ခွေအရာစက်တင်ဘာလနေ့ရက်နေ့မှာအမိန့်ကြော်ညာစာအမှတ်395မြင်းဆောင်2025ဖြင့်မြန်မာစံချိန်စံညုံအဖြစ်တတ်မှတ်ခဲ့ပါတယ်ဒါအပြင် MEVNE ထုတ်ကုန်နဲ့ထုတ်လုပ်မှုနည်းစင်များအောင်တမတ်စံချိန်စံညုံများနဲ့ကန့်ညီမှုရှိမရှိကိုအကဲဖြတ်စစ်ဆေးခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြပါသေးတယ်။ အဲ့နောက်မြန်မာအီလက်ထရောနစ်မဲပေးဆက်သည်အမျိုးသားစံချိန်စံညွန်းကောက်စီ၏မြန်မာစံချိန်စံညွန်း MMS အပြင်အမျိုးသားအရေးအတွေ့ထောက်ခံချက်ထုတ်ပေးဆောင်ရကော်မတီ NCC ၏ MEVN အရေးသွေးသည့်စံချိန်စံညွန်းပါစံတတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိကြောင်းစစ်စစ်အတည်ပြုထုတ်ပေးခဲ့သည့်အရေးတွေ့ကိုက်ညီမှုထောက်ခံချက် COC လက်မှတ်အမျိုးသားအရေးတွေ့ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ NCBE မြန်မာစံချိန်စံညွန်းအမတ်တစိ MMS စတန်ဒတ်မှအသုံးပြုခွင့်လိုင်စင်တို့ရရှိပြီးဖြစ်သည်ဟုပြည်ထောင်စုရေကောက်ပွဲကော်မရှင် င်ကအသိပေးခဲ့ပါတယ်